ဒုက္ခဥွယ်ရဲ့ဘဝကိုကြားသိရတော့တက်စော်နိုင်အံ့အားတင့်မိသည်လောကဒန်လှိုင်းလေတင်ခဲ့ပါလျက်ကံကြမ္မာဆိုးရမထာဝရကင်းပနေသူတယောက်လိုထင်မြင်မိအောင်ဘယ်လိုစိတ်တက်အင်အားများဖြင့်သူမကြန့်ခိုင်မမတ်နေနိုင်ခဲ့သည်လဲသူမကိုစီးရုံလုပ်ငန်းကသာပိုင်ဆိုင်သည်ထင်ရအောင်ဘယ်လိုဆွမ်းအားများနှင့်အလုပ်တွေလုပ်ခဲ့လေသည်လဲအတွေ့အကြုံမရမှာတော့မပူနဲ့ကိုဆက်စော်နိုင် ခွဲလိုက်စိတ်လိုက်တာလဲမြေလက်တစ်မြို့လုံးကလူတွေရဲ့ဦးအတက်တွေကြမ်းမှကြံနေရလားအောက်မေ့ရတယ်ဒီလောက်ရှောက်ခွဲနေမှာတော့ကြီးပွားတော့တာပေါ့ကွာဒေါ်မူယာကဒေါ်ခင်ဦးွယ်ကိုဒီလိုမြင်လေသည်သူကမူမမနွယ်ဤလောက်ရက်များတွင်ကြော်ကြားဖို့ကြီးပွားဖို့မလို့အပ်ပဲခွဲစိတ်ခဲ့သည်များကိုပါဝင်နိုင်သည်ဟုရောင်ရွေ့ပင်မတွေးမိခဲ့ဘူးပင်မူရအမြင်ကြားရမှစိတ်ယုံမှဒီမြအလုံးလို့သူတယောက်ကိုပင်မိတထောင်ကတမျိုးမြင်လို့ရသေးပါလားဟုတက်စုံနိုင်စိတ်မသက်မသာဖြစ်မိရလေသည် ဆေးကုသဆောင်တွင်လေးလကြာခဲ့ပြီးတက်ဇော်နိုင်ခွဲစိတ်ကုသဆောင်ကိုရောက်လာခဲ့သည်ဆရာဦးအောင်မြင့်ကတက်ဇော်နိုင်ခွဲစိတ်ကုသဖက်စိတ်တမ်းမှန်းသိ၍ပြောင်းပေးခဲ့ခြင်းပင်အရင်ကခွဲစိတ်ဓာရီမမပြောတတ်ပေမဲ့ကျွန်တော်ရောက်ပြီးမှခွဲဓာရီကတော့တကယ်လိုအပ်လို့ခွဲစိတ်ဓာရီပါမမနွယ်အတွင်းစိတ်မကောင်းဖြစ်မိစွာပြန်ပြောခဲ့ရသည်မမနွယ်လုံလုံပုံကခွဲစိတ်ကုဝါဒနာကြီးသောတက်ဇော်နိုင်စိတ်မောယူရသည် လူပြောချင်စရာအဖြစ်ဟောင်းတစ်ခုအတွင် ကိုကိုကိုဒံပေးသလိုအလုပ်တွေများဖိလုံမေရောသလားလို့တွေးထင်ချင်မိလာသည်ကိုကိုကိုအပြစ်ပေးနေသလိုအဖြစ်ကိုသူမတိမှတိပါလိစားမမနွယ်သည်ခွဲစိတ်ရက်တွင်ခွဲစိတ်ခွဲစိတ်ခန့်သို့အစောဆုံးရောက်လာတတ်သူဖြစ်၏နားနေခန့်ထဲကဝါပလက်ကလထိုင်ကလေးတွင်ကိုကိုကျောမီလျက်ငိန်သက်စွာထိုင်ဆောင်နေတတ်လေသည်ဒေါ်အီမီနှင့်အဖွဲ၏ခွဲစိတ်ခန့်ပြင်စင်သံလူနာတွန်ရွှေ့ ခေါ်ယူလာတဲ့တွင်ဖြင့်အသက်ဝင်လာသောသူခွဲစိတ်ခန်းကိုငေးကြည့်ရင်းလဲကြည့်နေတတ်၏မုံတိုင်းမဆမီလေပြေကာလလေးလိုလူနာခွဲစိတ်ကုသပြီးဆိုသည့်နေမမနွယ်ဤလက်များကအလွန်စည်းစနစ်တကျလျင်မြန်တွက်လက်စွာလှုပ်ရှားသွားပြီးတော့၏သူနှင့်အတူခွဲစိတ်သူ AS ကိုဖြစ်စေ NAS ကိုဖြစ်စေတင် जा ပြတာရင်ခွဲစိတ်သွားတတ်ပြီ၏သူမအာယုံကတွေးကြောတွေကြွက်သားမြင်တွေအမေးတွေအစာအိမ်ဥမဥသိန်းကလီဇာရီစီမှာစုနှစ်ပျော်ဝင်သွားတတ်ပြီစိတ်မှတ်မင်း ဟိုက်ကိုလုံးကြီးကကိုထင်တာထက်ကြီးနေပါဘကောဟုအတန်တွင်လွတ်ထွက်လာတတ်သည်လုံမလုံမမလားမလုံလို့မဖြစ်ဘူးဟုအချုပ်ရင်းစိတ်ကူးရိအတန်ထွက်တတ်၏ကြောင်ကြပူပင်လဲရှိတတ်သည်သွေးမထွက်တော့တာတေချာပါရဲ့နော်ဒီခါမျိုးမှာနဖူးဆန်စားမှစိုးရင်တော့ကချွေးဦးလေးတွေစီနေသည့်မမနွယ်ကိုဖြတ်ကနေငေးမိသည်စာကျင်လဲသူမကိုအကူအစွာခွဲစိတ်ကူတောက်မှုခံယူနေသည့်လူနာကဲ့သို့ပင်ပုံမထူးခြားတဲ့လူသားတစ်ယောက်ရဲ့အာယုံခံစားမှုတွေနှင့်ပါလား အတွေးဝင်ရသည်တယောက်ခွဲစိတ်ပြီးခဲ့ရင်ဝါပလက်ကလထိုင်လေးမှာသူမပြန်ထိုင်၏နောက်မီတွင်ကိုကိုရှော့မီကခေါင်းတင်ထားတတ်၏မျက်စိမိတ်အနာဖြစ်၏တခါတည်းရန်အနားမှလာချပေးသောကော်ဖီတစ်ခွက်ကိုယူတော့လေသည်ကော်ဖီတော့ဒေါခင်ဦးနယ်ကကြိုက်လေသည်ခွဲစိတ်ကတင်ပေါ်တွင်လူနာအတင်ရောက်ပြီးဆိုသည်နှင့်လက်တွေကိုဆက်ပြမြုပ်ဖွှဖွေး brush ဖြင့်ကြမ်းကြမ်းပုတ်တိုက်ပြီးရေတပွန်းပွန်းအောက်မှလက်ဆေးပြန်လေ၏ခွဲစိတ်ရက်မှာပုံမှန်6ယောက်9ယောက်ခန့်မမနွယ်ဇက်တိုက်ခွဲလေသည်လူနာခွဲစိတ်ကုသနေခိုင် သူမအလွန်ချစ်သောသားရီအကြောင်းကိုတော့မှပြောခဲ့သည်ခွဲစိတ်မှုပြီးဆုံးခါနီးမှစကားပြောတတ်သည်မမအီမီရဲ့မလွတ်တလွတ်ဟာတများကိုမမနွယ်ရင်မောလိုက်တန်လေးကိုကရှင်ပြလန်းဆန်းနေခဲ့၏ပင်မနွဲ့နွယ်သည့်အတွင်မမြင်ရပေမမနွယ်ဘဝမှာဆေးရုံအလုပ်ရဲ့သားရီရဲ့ကတလှည့်စီအချက်ပြလင်းလက်နေသောမီးပွင့်များပမာမမနွယ်ကဒီမီးပွင့်များလင်းလက်အချက်ပြနေသည်မျှတဝင်းလှုပ်ရှားနေရသော robot တစ်ခုလိုနေနေသည် တက်ဆောင်နိုင်ကတော့ဒီလိုပဲမြင်မိသည်ဒီနှစ်ခုကလွဲလို့သူမဘွားမှာအခြားအရာမဝင်နိုင်အောင်မမနွေကြိုးပမ်းထားပုံရသည်ကိုကိုကိုရိုဘော့တရုပ်လိုဘဟုထိန်ချုပ်ကဲမှုအောက်မှာထဲ့သွင်းထိန်ချုပ်ထားခဲ့သောဒေါခင်ဦးနွယ်သို့သောစာချင်းရဲ့အရေးပြားတစ်လွှာကိုရင်စီမှပဲခွာခွာကျုံးစီမှပဲခွာခွာအတွင်းမှာစာကစ်တွေဝါယာကျိုးတွေတော်တန်းလှုပ်ရှုပ်ထွေးစွာတွေ့မြင်ရသည်မှမဟုတ်ပဲခန်းစားတတ်သောနှလုံးနှင့်လူသားဘဝကိုဒေါခင်ဦးနွယ်စွန့်ပစ်ချင်လို့ရနိုင်ပါမလား သူမမှာအစ်စ်မှန်နှလုံးသားလှုပ်ရှားမှုတွေရှိနိုင်ပြီးခွဲစိတ်ခံတဲ့ကလူနာအတွက်သူမရဲ့လူသားဆန္ဒသောစိုးရင်ပူပန်စကားသံလေးတစ်ခုခုကဖြစ်ဖြစ်ဖော်ပြနေခဲ့ပြီးဒေါ်မူယာကလည်းစာချင်းထံတွင်ခန်းစားချက်တွေရှိသည်ဟုယုံကြည်လေ၏ဆရာကလည်းသူ့အိမ်ထောင်ထဲသူအခြေချနေပြီပဲကွာကိုတိုင်လည်းစာချင်းတယောက်ဖြစ်နေတာပဲအရင်ကဆရာနဲ့သူ့အကြောင်းဆရာနဲ့သူ့သားတွေအကြောင်းပြောပြတတ်နေတတ်တာမူယာဖြင့်ကြားခက်လိုက်တာ စကားပါပါလီတစ်ချက်မှာဆေးရောင်စုံခြေတထားသလိုခြေတထားလေးရှိသောမူယာတင်ကဆိုသည်အမျိုးသမီးကမျက်နှာပပလှလှလေးနှုတ်ခမ်းကပုံမှန်ကြနာစွာပါလျက်နေခဲ့သည်သူမသည်လည်းလှပသည်တက်စုံနိုင်အမြင်တော့ဒီထက်ထူထဲလိုက်လျင်ပူလှသွားမလို့ပဲမူယာတင်စကားကို မတုံ့ပြန်မဲတက်စုံနိုင်ပခုံးနှစ်ဖက်ကိုသာတွတ်မိတော့ဟောသူစာချင်းကိုမှတို့ကလည်းပြုံးမိပြန်ပြီဘွာနောဘွာဟုဆိုကမူယာတင်ကသူ့ပခုံးကိုလက်ကင်ဘွာလေးဖြင့်လှမ်းရိုက်သည်တက်စုံနိုင်ကဟာဗျာဟုပြောရပြန်သည် မမနွေထံမှာတရရောက်ကိုတချောင်းချောင်းနဲ့တိုက်ဆိုင်လို့ဆရာကျောင်းသားတွေကျောင်းပြောပြတဲ့မူရတင်ရဲ့မမနွေပြောသမျှကို ပြန်လဲဝေဖန်ပြတဲ့တွေနဲ့တက်စုံနိုင်ရဲ့ပတ်ဝန်းကျင်တွေထူကဒီလိုအခြေအနေမျိုးမှာရှိနေခဲ့သည်လေ။မြေလက်ရဲ့မိုးရသည်မှာမိုးမများလှတဲ့အုံပြပြသာရှိတတ်သည်။ရာသီကအုံဆိုင်နေခဲ့ပြီးဆေးရုံမှာလဲစိတ်မကြည်လင်မိုင်းပြရက်တွေပုံများနေတာလားမသိဘူး။ အခုတလောဆေးရုံရဲ့ရာသီဥတုမကြည်လင်သောနေ့ရက်များမှာအိမ်မှာလဲပြဿနာတွေရှိနေတတ်သည်အထင်ငော့လေးတစ်ခုမဟုတ်တစ်ခုနှွေအိမ်အပြန်ကိုစောင့်ကြုံနေတတ်သည်လေနှွေမတိနားမလည်နိုင်သောသားတို့ရဲ့အခြားတစ်ဖက်သည်နှွေနှင့်သားတို့အထူးသဖြင့်တော့သားကြီးစီသူရဲ့ကြားမှာပုံမိုထူထဲဝေးကွာလာစေပြီလား16နှစ်အတွင်းဝင်လာခဲ့ပြီဖြစ်သောတာကြီးစီသူကနှဲ့ပေါ်အလိုမကျမှုလေးများကို တိတာထင်ရှားစွာပဲပြသတက်လာခဲ့သည်။နှဲ့မှာလူနာရီပေါ်မျိုးမျိုးပညာပြတ်တက်သောယောဂရီပေါ်လုဖို့ကင်ဖက်ဝန်ထမ်းချင်းပေါ်စိတ်ရွှေစွာအချိန်တွင်ပြီးသုံးနေခဲ့ရပြီသည်။နှဲ့ကိုယ်တိုင်းလည်းအိမ်ရောက်ရင်စိတ်တူတောင်းခြင်းရှိခဲ့မိတော့တာဝန်ခံရမည်ပြီ။မကြည်တန်းလန်းလေးမှစီယုံဟောင်းဝင်းထဲချုပ်ပွေဝင်လာခဲ့သည်အင်းရှိမှစပိန်၃လေးစီးကိုတွေ့ရသည်စီသူစပိန်ပူဆာနေတာသွားတတိယလိုက်မိသည်ညီသူကစီသူရဲ့နောက်လိုက်ပြီး သူ့အတွက်လည်း BMX ကိုနောတယ်မမီမြေလက်ရဲ့မြို့လေလမ်းကျဉ်းချင်းတွေပေါ်မှာစပိန်တွေစိုက်ကားတွေကားတွေရှုပ်ရှုပ်ထွေးသွားလာနေတတ်တော့ခင်ဦးတွေကစပိန်မစည်းစိတ်ချင်းចောင်းကခြံစည်းဟိုးတာချသည်မို့လဲစပိန်မလို့တို့ပေမဲ့မြို့ထဲသွားရင်ဟိုအရင်နှစ်နှစ်သုံးနှစ်ကလို့စူပါကတ်လေးပေါ်မှာတားမိသုံးယောက်စီးကြတာမျိုးလဲမဖြစ်နိုင်တော့စီသူကမမေလစ်တီနဲ့အမေလစ်တီနဲ့စူပါကတ်ကိုယူစီးချင်းသည်ခင်ဦးတွေကမြို့ထဲစေခန်းသွားရသည်မို့သူ့ကိုလည်း စိတ်လည်းမချသည်မို့သူယူစည်းရင်ဆူမိ၏ဒီတော့စပိန်ဝယ်ပေးလေတဲ့ចောင်းပေးရက်မှာဘိန်းတစင်းနဲ့မိုင်းတိုင်တွေခြုံခြုံပစ်မှာຫນွေကစိုးရင်မိနေ၏ຫນွေနှင့်စီသူကြားပြဿနာထွေးများထဲကတခုစီသူနှင့်တငယ်ချင်းတွေအတန်အင်းအောက်မှာပင်ကြားရသည်စီသူညီသူရဲ့တငယ်ချင်းများနှင့်ຫນွေအိမ်ကအမဲလိုစိုးပြေစီပင်နေတတ်သည်ຫນွေကလည်းဒါကိုပင်သဘောကျမိသည်တယောက်ကိုတယောက်စိတ်လိုမကြဖြစ်နေကြတဲ့သားမိနှစ်ယောက် ပါမီနှစ်ယောက်ချင်းမျက်နှာချင်းဆိုင်ရပြီမဲ့အချိန်တွင်နေသွားတာပေါ့လေအင်ရှိဝရဏာကျဲလေးမှာအိတ်ခမ်းထဲသို့လှမ်းတက်လိုက်သည်နှင့်ကြံခင်းပြောင်ပြောင်မှာတုံလုံးပက်လက်တွေခြေစင်းလဲလူတွေထိုင်နေကြသောကောင်ကလေးတွေကလက်ကြည့်ကြသည်စတီပေါ်မှာဘယ်သူမှမရှိအာလုံးကျမ်းမြင့်ပေါ်မှာလွယ်အိတ်တွေစာအုပ်တွေကက်ဆက်ခွေတွေနှင့်ပြန့်ကျဲလို့ဇော်ဝင်းထရဲ့တချင်းတစ်ပုတ်ကိုအကျယ်ကြီးဖွင့်ထားကြသည်ကက်ဆက်နားမှာထိုင်နေသောစီသူကတော့တီတီလေးလှမ်းကြည့်လိုက်တာပါပဲညီသူကြီးမေမေလာပြီးကွာ ုအတွင်းခန်းထဲသို့လှမ်းအော်ပြောဖော်တော်ရသည်သည်နုငယ်နေငယ်ရွယ်ပြီးကလေးဆန်ဆန်မျက်နှာလေးများကຫນွေကိုလှမ်း၍နှုတ်ဆက်ကြည့်ပြီးလူလဲထားထိုင်ကြသည်အချို့ကအန်တီပြန်လာပြီလားဟုနှုတ်ဆက်ကြသည်သားတို့ဘာစားပြီးပြီလဲຫນွေကမင်းရင်အခန်းနှင့်တဆက်တီးဖြစ်သောထမင်းစားခန်းရှိထမင်းစပွဲပေါ်လှမ်းကြည့်သည်ຫນွေဝွကြေတန်းကြီးမဟုတ်ပဲမေးခဲ့သည်စပွဲပေါ်တွင်ခုမှစားတော့ပြီးစစပွဲတို့ဆေးချောထားဟန်မြင်ရသည်သားတို့ကိုအန်တီတိုးကကျွေးလို့ထမင်းပါဝင်စားလိုက်ပါပြီအန်တီ ဆရာဦးအောင်မြင့်တူလေးရန်အောင်ကဖြစ်သည်ငယ်ရွယ်ကြည်စင်ပြီးပြုံးရွှင်ပြသောမျက်နှာလေးတွင်မြင်ရတာနှွယ်စိတ်ကိုပို့လို့ငင်းချမ်းလျော်ရှင်ခြင်းတွေကူးဆက်လာစေခဲ့သည်ဟောအိတ်ခမ်းထဲကခုံပေါက်ပြေးထွက်လာသောသားလေးညီသူမိမိပြန်လာပြီး operation okay လားမိမိဟိုလူကြီးလေးလိုနှုတ်ဆက်သည်ကိုနှစ်သားညီသူကပါးစုံလေးတွေမို့ဝိုင်းကပြုံးလိုက်လင်ပချိုင်ပေါ်ပေါ်လေးနဲ့လူထွားလေးဖြစ်၏ဒဲကိုတီရှပ်ခရမ်းရင်ရောင်လက်တို့နဲ့ ဂျင်းမောင်းမီတို့အဖြူလေးကသူ့ကိုယ်လုံးဖြူဖြူလေးနဲ့ပြစ်တင်နေခဲ့သည်သားတွေကိုအဖေကိုချစ်မဲ့အချစ်တွေပါပုံအောင်ပေးရောထွေးမချစ်မိဖို့တတိနှင့်ထိန်ချုပ်ဖို့ကြိုးစားသောနှဲမှာညီသူနှင့်ကြတော့လက်လျှော်ရ၏တွေ့တာတတ်သောညီသူလေးရဲ့အချစ်တွေညစ်တွေမလို့အောင်နှွေရှောင်းတိန်ဖို့ပဲမတက်နိုင်ညာအိယာဝင်းစင်သာအချိန်ကြာကြာတွေ့ရသောမိမိနှွေကိုညီသူငငယ်ကညစဉ်စောင့်ရှောက်တက်ရှာသည်ညာအိယာမဝင်မီအချိန်လေးသာအားသောຫນွယ်ကလည်းဒီချိန်မှာစာဖတ်ခြင်းသည်ညီသူကຫນွဲ့နားမှာသူဆောက်လို့ရေးပစ္စည်းသူရဲ့ဆောက်လို့ရေးပစ္စည်းလေးတွေ နှင့်ကစားရင်ထိုင်ဆောင်နေတတ်သည်တခါတည်းရန်မိကိုအိတ်ချဖို့ပူဆောင်ရင်နေရာမှာပဲညီသူအိပ်ပျော်သွားတတ်သည်နှွယ်တတိယရဲ့စာကြည့်စပွဲမှာငုံကြည့်မိလျင်သူမညီချမ်းမြင်ပေါ်မှာညီသူကွေးကွေးလေးအိမ်မောကြလျက်ကြတော့ညီသူဖေဖေပေးသည့်သင်ခန်းစာကြောင့်တန်ရောစဉ်ဟုသည်မကင်းကင်းနေဖို့ဆုံးဖြတ်ထားမိသောနှွယ်အေးပြော်ရလေ၏ညီသူနှင့်အတူအိယာဆော့ဆော့ဝင်ဖြစ်ရဖြစ်လာသည် အိတ်လင်နှွဲ့မျက်နှာကိုသူ့ဖက်လှည့်စေ၍နှွဲ့လေတိုင်းကိုသူ့လက်ကလေးနှစ်ဖက်နှင့်တိုင်းဖက်၍အိတ်တက်သည်နှွေညဖက်စည်းုံသွားလင်းမအိတ်ပင်ထိုင်ဆောင်တက်သေးသည်တခါတရံစည်းုံလိုက်လာတက်သည်ခွဲခန်းထဲစီသူရောညီသူပါဝင်ဖူးကြသည်မိမိဒီညခွဲခန်းဝင်ရမယ်နောက်ကြမယ်အိမ်တကားကိုအပြင်ကတွက်ခတ်သွားမှာနော်မိမိပြန်လာရင်ဘယ်သူမှမနိုးတော့ဘူးမိမိဘာသာတော့ဖွင့်ဝင်လာမှာသားတို့အိတ်နှင်းကြတော့နှွဲ့ ြီးပြောနှုတ်ဆက်ခဲ့တော့မှညီသူအရာဝင်နှင့်သည်ဒီခါတာကြီးစီသူကလည်းမစိုးပါသူ့မိမိကိုအင်ရှိထိလိုက်ဖို့ကမိမိတော့မခန့်နိုင်အောင်အပေါ်တော့တချောင်းသူ့နေရာမှာရှိရလားသားသွားကြည့်လိုက်အောင်မယ်ဟူတတိတိယပြောတတ်မြင်အင်ရှိဝရန်တာကျဲလေးကိုဆရာကြီးဥဟန်တင်လက်ထက်ကတန်စကားအပြည့်ကာရန်ထားခဲ့သည်တန်တိုင်းစိတ်စိတ်တကားတကားမှတတ်ထားလေ၏ထိုတကားကိုຫນွေကအပြင်ဖက်မှတော့ခတ်ထွက်တတ်သည်အိမ်တွင်းမှလက်ရှူ၍တုတ်ဖွင့်လင်းလဲရ၏ ိမ်ထဲဝင်သောတကားမကတော့တစ်သားတကားဖြစ်လေ၏အိမ်ထဲတကားကိုစိယုံစိတ်ထားနော်အထဲကချက်မထိုးထားနိုင်အောင်ဟိုတကားလိုမမီဝင်မရပဲဖြစ်နေအောင်မယ်စီသူကညီလေးကိုဂရုစိုက်ရမခဲ့သည်ညီလေးညီသူကိုတော့စီသူချစ်သည်ညီသူကလည်းတနေ့ကိုကိုကိုတွေအလုံးပေါင်းမကြီးမတွက်နိုင်အောင်ခေါ်ကအကိုဖြစ်သူကိုအဖေလိုရောအဖေလိုပါရောရည်လားမသိချစ်အားကိုဤစီသူနှင့်ညီသူအသက်9နှစ်ကွာချားနေခဲ့တာတမျိုးကောင်းတာပဲနှွေမကြာခဏတွေ့မိရလေသည် ဒီအချိန်မှာစေချောတက်ရွယ်တို့နှစ်ဦးလုံးသာအပြန်ရန်ရောက်လာကြမယ်ဆိုရင်တော့နှွဲအတွေးထဲမှာပခုံးများတွမိရလေသည်တေးလာတော့ညီသူကိုနှွဲစီးချိုရေးပွေဖက်ထားလိုက်သည်โอเคပါတယ်တားရဲ့မမီကိုတိုင်ခွဲတာပဲဘယ်မှโอเคပဲရှိပါမလဲခင်ဦးနှွယ်ကညီသူအကြိုက်ခက်မက်မိုက်ကလေးဖြေပြလိုက်တော့ညီသူကဟေးကနေလက်ခုပ်လက်ဝါးတီးကစီတုတငယ်ချင်းလေးတွေကပါသဘောတကျရင်မောလိုက်ကြသည်မမီကဒီလိုသာတားတို့တွေနဲ့စိတ်တွေကြည်လင်ပော့ပါပျော်ရွှင်စွာနေချင်တာပါ ဒီစဉ်စီသူကခတိတီမရေမပြုံးလေးနဲ့ဖေဖေလဲအိုကေနေတယ်မမီဝင်ပြောလိုက်ခဲ့သည်လက်ထဲကစာအိတ်ကလေးကို ထောင်ပြသည်စာအိတ်ပေါ်မှာမမြင်ဘူးသောမမြင်ဘူးဘူးဟုဘယ်တော့မှငင်းလို့ရမည်မဟုတ်သောလက်ရည်တွေစာထဲမှာလွန်ခဲ့တဲ့တနင်္လာကသားတို့ညီမလေးတယောက်ထက်ရတဲ့အကြောင်းရေးထားတယ်ဖေဖေကလည်းအိုကေပြီးအိုကေပဲမမီနှွေရင်ထဲမှာတမျိုးတမီခံစားလှုပ်ရှားခဲ့သွားလေသည် တစိမ့်ကလေးတွေရှိမှမိသားစုရေးကိုပြောချခဲ့ရင်တွင်စီတုကိုစိတ်ဆိုးခြင်းမိသည်ထိုစဉ်သူတငယ်ချင်းလေးများကရေမောလိုက်ကြ၏ကလေးတွေရဲ့ရေမောတံများတွင်လောင်ပြောင်တံများမပါဝင်ပေသဘောတကျရေမောတံများနှင့်အတူနှွယ်လဲရေချင်လာခင်းမိကလက်ရေမောမိလေတော့သည်လောကကြီးထဲမှအဖြစ်တွေကရေစရာကောင်းမနေဘူးလားနော်မင်းဖြစ်ဖြစ် OK ဘုံကြီးကတော့နှုတ်ခမ်းမွေးမှာ ရှုပေမဲ့ OK ဘုံကြီးပါကွာဒါမှဖြစ်ဖြစ်ကပို့ပြီးနှုတ်ပြလာမှာပေါ့မေမေကညီမလေးကိုချော့ရင်ဓာရီဘာရီနဲ့ စီသူကဂီတာတီးတီးတံတမျိုးလက်များလှုပ်ရှားပြခဲ့သည်ညီမလေးဟူသောအခေါ်ကိုအလေးနဲ့ထားပြောလိုက်သလိုပဲခင်ဦးနယ်ရင်မှာလှုပ်ရှားသွားသည်စီသူလည်းစိတ်လှုပ်ရှားနေခဲ့သည်အသားပြဖြူလေးမှာနရွက်ဖျားလေးတွေရဲတက်နေခဲ့၏အသက်ရှူတန်းကတိတာယုံနေပြင်းနေခဲ့သည်စီတူတယောက်သူ့ဖေဖေထံမှမလောက်မငရနေရှာသည့်အချစ်ကလေးတွေမရတော့မှစိုးညွန့်စိတ်ဝင်နေရှာလို့လားနမေရှိကလေးစီတူဟုအတန်တိတ်အားပေးနှစ်သိမ့်လိုက်မိသည်စီတူကဘာမှမဖြစ်သလိုဖေဖေကိုဝမ်းတာတဲ့အထိတ်မက်နဲ့ သားအတွက်စပင်းဝယ်ပေးဖို့စာရေးလိုက်မယ်။နှွေကိုမကြည့်ပဲပြောသည်။မမေဝယ်မပေးရင်လည်းဝယ်ပေးမယ်ဖြစ်ဖြစ်ရှိတယ်ပေါ့။နှွေရင်ထဲမှာကျင်ကနေခန်းစားလိုက်ရသည်။ခွက်စိတ်ခန်းထဲကထွက်လာတဲ့ကခက်ဝေဝေရှိလာသောခေါင်းကပိုအောင်ချင်လာကနှစ်ထင်နှစ်ဖက်ကိုလက်ညှိုးလက်မဖြင့်အုပ်ထောက်ထားလိုက်မိ၏။ကလေးတွေရှိမှအပြုံးမပြန်။အဲ့ဒါနောက်မှမမီးတို့ဆွေးနွေးကြသေးတာပေါ့။ကဲတားလေးညီသူတို့ညီသူကအန်တီတိုးတိုးကိုသွားပြောမမီးတို့ထမင်းမမီးကိုထမင်းကျွေးပါအောင်လို့မမီးဖတ်ရန်စာနေပြီလို့ ားတို့လည်းကြောင်းပြန်တက်ချိန်နင်းနေပြီကြောင်းသွားဖို့ပြင်ကြတော့ခုကလေးတွေကိုတွန်းလွတ်မိသည်စီတူညီတူကတငယ်ချင်းများရဲ့စပိန်ကယ်ရီယာရင်ထိုင်ကစပိန်ဘဲလ်နဲ့တချင်ချင်ပေးလျက်ထွက်သွားကြတော့မှခင်ဦးနွေအဝတ်အစားလည်းဖြစ်သည်ထမင်းစပွဲတွင်ဝင်ထိုင်လိုက်ပြီးထမင်းကိုမတို့ဖြစ်ဟင်းချိုရီလာချပြီးတော့တူတူကညီမေခုနာကဘာပြောလိုက်တာလဲမိမသူမအတွေးတွေအတန်ထွက်သွားတာတတိထားလိုက်မိပြီညီမေဒီတစ်ခေါက်ရန်ကုန်ဆင်းသွားတာကြာတယ်လို့ပဲပြောတာပါဆင်းရဲပင်းရှိပါသေးတယ်မမရဲ့ဩ ရင်ဖွင့်စရာမိမိတယောက်အနားမှာရှိခဲ့ရင်ခံစားရတတ်တာမှာပဲမမအီမီဆိုရင်ကောဘာအတွက်ရင်ဖွင့်ချင်နေတာလဲနွယ်ကိုယ်တိုင်လည်းမသေးချာတီတက်ထဲကထိပါနေကြစကားလုံးများချောင်းလားစီသူစပိန်ပူစားရင်ជីတိုက်နေသည့်ကိစ္စလားသားတို့နှင့်နွယ်ချားကထုထဲလာသည့်နယံအကြောင်းလားဒါမှမဟုတ်သူ့သမီးလေးတယောက်ထက်ရသည့်တည်င်းလားဒါရီအလုံးဟာမနှက်ဖြံမိုးတောက်ရင်တော့စိတ်အာယုံထဲမှာမိမိန်ဖြုတ်တော့သွားမယ့်အဖြစ်တွေပါဖြစ်တွေပါလို့အလွန်ဆုံးရှိရင်မနှက်ဖြံမိုးတောက်ဖို့ ဒီညအိပ်ပျော်ရန်ခင်ဦးနှင့်စူးစမ်းရယုံရှိမှာပါလိမ့်